်မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမိနစ်မှာယေရှုရောအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချခန်းကြီး22အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအပေကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နီ အကျွန်ုပ်ကိုမခဲတင်ပဲအကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ပဲအပေကြောင့်အဝေးမှ နေတော်မူသည်။ဒီကျမ်းစာကိုဖတ်လိုက်တာနဲ့ကျွန်တော်ဘာသွားသတိရလဲဆိုတော့လောကကတိုင်ပေါ်မှာသခင်ယေရှုခရစ်တော်အော်ပြောခဲ့တဲ့အကြောင်းလေးကိုတွားပြီးသတိရပါတယ်။သခင်ယေရှုခရစ်တော်ကလောကကတိုင်ပေါ်မှာအသက်မစွန့်ခင် အကျွန်ုပ်ဖေဟာအကျွန်ုပ်ဖေဟာအကျွန်ုပ်ကိုဘာကြောင့်စွန့်ပစ်တာလဲဆိုပြီးတော့မှ ပြောခဲ့တာကို တွေ့ရပါတယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်ဘာတွေးမိလဲဆိုတော့ဆာလန်ဆရာကြီးကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘေเจ้าအကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နီးဆိုရက်ဒီအချက်ရေးထားခြင်းကသခင်ယေရှုခရစ်တော်ကိုကြိုတင်ပြီး prophet ပြုခဲ့သလားလို့တော့ကျွန်တော်ဒီလိုတွေးမိပါတယ်။အကယ်၍ prophet ပြုခဲ့တာမဟုတ်ရင်တောင်မှဖျားသခင်ရဲ့စွန့်ပစ်ခြင်းကို ခံရပြီးအော်ဟစ်နေတဲ့ ီအော်ဟစ်ချင်းကသခင်ယေရှုခရစ်တော်၌အဆုံးသက်သွားပြီဆိုပြီးတော့ကျွန်တော်ဒီလိုမျိုး တွေးမိပါတယ်။ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်ကဖယားသခင်ရဲ့မျက်နာလွှဲခြင်းကိုခံခဲ့ရတဲ့အခါမှာဖယားသခင်ရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့အခါမှာလူသားအားလုံးရဲ့အပြစ်ကြွေးတွေအတွက်ပေးဆက်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်သိရပါတယ်။ဖယားရဲ့မျက်နာလွှဲခြင်းစွန့်ပစ်ခြင်းကိုယေရှုခရစ်တော်ခံခြင်းအဖြစ် ျွန်တော်တို့ကိုဘုရားသခင်မျက်နာမလွှဲတော့ဘူးမစွန့်ပစ်တော့ဘူးဆိုတဲ့အတိပဲတက်ရောက်ပါတယ်။ဇာလံဆရာကြီးကဘာကြောင့်ဘုရားသခင်ကျွန်တော်ကိုစွန့်ပစ်တာလဲလို့ရေးခဲ့ပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီစွန့်ပစ်ခြင်း အကြောင်းကိုလောဝါကတိုင်မှာအဆုံးသတ်ခဲ့ပြီဆိုတာတွေ့ရပါတယ်။ဘုရားသခင်ရဲ့မျက်နာလွှဲခြင်းကိုသူကိုယ်တိုင်ခံပြီးမှဘုရားသခင်ရဲ့စွန့်ပစ်ခြင်းကိုသူကိုယ်တိုင်ခံပြီးမှ လူသားအလုံးရဲ့အစွန့်ပစ်ခံဘဝကို နီကုံချုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဟေဘေဩဝါရစာကိုရောက်လာတော့ငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်၍မထားဆိုတဲ့ဂတိတော်ကို ပြန်လဲပြီးအသက်သွင်းစေခဲ့တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ဒီကနေ့ကစပြီးကျွန်တော်တို့တွေဟာဘုရားသခင်ရဲ့စွန့်ပစ်ခြင်းကို ခံရစရာအကြောင်းမရှိဘူးဆိုတာကိုသိဖို့လိုပါတယ်။ဘုရားသခင်စွန့်ပစ်ခဲ့တာမှန်တယ်။ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုပြန်လဲသိမ့်ပိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ နောက်တစ်ခါဘယ်တော့မှစွန့်ပစ်တော့မှာမဟုတ်ဘူးကိုရောကျွန်တော်ကိုစွန့်ပစ်ပြီလားကိုရောကျွန်တော်ကိုပြစ်ထားပြီလားလို့နောက်တစ်ခါကျွန်တော်တို့ဘုရားသခင်ကိုအော်ဟစ်เสียမလို့တော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဟာဘသူကိုမှလည်းကြောက်เสียမလို့ဘူးဒီလောကရဲ့လှည့်စားမှုတွေထဲမှာလည်းကျွန်တော်တို့ဟာလုံခြုံမှုကင်းမဲ့เสียမလို့တော့ဘုရားသခင်ကကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပစ်ဘူးလို့ဂတိရှိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ချစ်တော်မိပါညီကောင်မောင်တို့ ကျွန်တော်ရဲ့အသက်တာမှာဘယ်တော့မှဘုရားသခင်ဆွန့်ပစ်ပြီးဆိုတဲ့အတွေးမျိုးမရှိဖို့ဘုရားသခင်က ကျွန်တော်တို့ကို အလိုရှိပါတယ်ကျွန်တော်တို့ကသာဘုရားသခင်ကိုဆွန့်ပစ်ကောင်းဆွန့်ပစ်သွားနိုင်ပေမဲ့ဘုရားသခင်ကတော့ဘယ်တော့မှဆွန့်ပစ်သွားမှာမဟုတ်ဘူးဆိုတာကို နားလည်ပြီးဘုရားခင်ထံကိုတိုးဝင်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုဘယ်တော့မှနားမထောင်ဘဲနေမှာမဟုတ်ဘူးကျွန်တော်ရဲ့အော်ဟစ်တန်ကိုလည်း ဘုရားသခင်မကြားဘဲနေမှာမဟုတ်တော့ဘူးဆိုတာကိုလည်းအသေးအချာသိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ကကျွန်တော်တို့ကိုဘယ်တော့မှစွန့်ပစ်တော့မှာမဟုတ်တော့ပါဘူးလောကကတိုင်ပေါ်မှာယေရှုခရစ်တော်ကအဲ့ဒီစွန့်ပစ်ခြင်းကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေစုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုဘယ်တော့မှစွန့်ပစ်တော်မူမှာမဟုတ်တဲ့အတွက်ကျေးဇူးတင်ပါတယ် ယေရှုခရစ်တော်အဖြစ်သားအရာမှာတိမ့်ပိုက်ပြီးကျွန်တော်တို့ကိုမွေစားအမွေခံအဖြစ်ထားလျက်ကောင်းချီးပေးတော်ကြောင့်ကိုရောကိုယေရှုတင်ပါတယ်။နားမတော်ဘုန်းကြီးပါစေ။တနေ့တာလုံးကိုလက်ဝဲအံ့နံပါတယ်။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့သူအရောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်ရှိပြီးကောင်းချီးပေးပါမိအကြောင်းတနေ့တာလုံးကိုလက်ဝဲအံ့နံလျက်သခင်ယေရှုခရစ်တော်နာမ၌ဆက်ကပ်ဆုတောင်းပါ၏။အာမင်။